မေသမားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြည်စားတရင်ချန်နယ်မှာဒီကနေ့မတ်လ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အေးစေဦးစီးချုပ်ဘိုးချုပ်ထွန်မြတ်နိုင်ပြောဆိုတဲ့ရခိုင်စစ်ရေးရီမှန်းချက်ဓမ္မကာလာထက်စောပြီးတော့ပြေးဝနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် အာရကတတော်အေးတမူးချုပ်ဘိုးချုပ်ထုံမြနိုင်ပြောဆိုခဲ့တဲ့ရခိုင်ပြည်ရဲ့စည်ရေးရီမှန်းချဟာဓမ္မကလာထက်စောပြီးတော့ပြေးဝနေတာကိုတွေ့ရတယ်လို့စည်ရေးလိလာဆောင်ကြည့်သူတွေကပြောဆိုကြပါတယ်တမူးချုပ်ဘိုးချုပ်ထုံမြနိုင်က2024ခုနှစ်ဇွန်လကနေ2025ခုနှစ်ဇွန်လအတွင်းစည်ရေးရ80ရခိုင်နှုန်းထက်မျောမှန်းချက်ပြေးဝရမယ်လို့မောခါမုံနိုင်တော်2023ခုနှစ်ဇွန်လ16ရက်တတွင်းမင်ကုန်တစ်ခုမှထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်2024 6လပိုင်းကနေ2025 6လပိုင်းငါကတော့ဒီနှစ်နဲ့မင်းတို့တွေလုံးဝစူးစမ်းရမယ် ငါတို့အလုံးရေမှန်းထားတဲ့အမြင့်ဆုံးဆင်းကိုမရောက်သေးရင်တောင်ဇေယျရငါတို့ရေမှန်းချက်ဟာ60ရက်ခန့်တုန်းထက်အစဉ်ပြေရင်တရားမှတရားကိုသွန်လိုက်မှာပေါ့လို့ဓမ္မချုပ်ဘိုးချုပ်ထုံးမြတ်နိုင်ကတတွင်းမင်းကိုမှပြောဆိုပါတယ်လက်ရှိမှာအေးအေးနေနဲ့ဓမ္မချုပ်ဘိုးချုပ်ထုံးမြတ်နိုင်ပြောဆိုခဲ့တဲ့တိုင်း2025ခုနှစ်ဇွန်လမရောက်မီကပင်ဇေယျရေမှန်းချက်60ရက်ခန့်တုန်းထက်အောင်မြင်နေတာကိုတွေးရတယ်လို့ဇေယျလိလာဆောင်ကြည့်သူတွေကပြောပါလိမ့်ပြီးနေဒီတန်ထွက်တော့85ရက်ခန့်တုန်းထိပြေးဝနေပြီလို့ပြောလို့ရပါတယ်ဓမ္မချုပ်ပြောစကားဟာပြီးနေလူတို့ကိုပေးတဲ့ကိရိပါပဲ ဂရီတိုင်းနဲ့တမူကျုံရဲ့ဦးဆောင်ညွှန်ကြားမှုအောက်ကအစင်းစင်တာဝန်ရှိတဲ့တတ်တော်သားအားလုံးရဲ့လုံဆောင်နိုင်စွမ်းကိုလည်းပြေဝရုံပါတယ်လို့အေးနဲ့ပပေါင်းတော်လိုင်ရဲ့တပွဲဝင်တယောက်ကပြောဆိုပါတယ်။လက်ရှိမှာအေးဟာချင်းပြည်နယ်ဘလက်ဝါနဲ့ရခိုင်ပြည်နယ်ကမျိုးဆက်လေးမျိုးကိုတင်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ဒါပြင်ရခိုင်နဲ့ထက်ဆက်နေတဲ့ဘကိုးတိုင်းမကွေးတိုင်းနဲ့အေယာဝရီတိုင်းတို့မှာလည်းတော်လိုင်ရဲ့ပပေါင်းတက်တွေကိုအဓိကဦးဆောင်ပြီးတော့စကောင်းစီတက်တွေကိုတိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေပါတယ်။အခုရခိုင်အာရခပြည်မှာကျောက်ပြူစစ်တွေ့မှန်းအောင်ဒါပဲကြံတော့တယ်။အခု2025ဆောင်းလာတဲ့မြောက်ကဲမှာပဲ စတွေးနယ်ခြောက်ဖြူကိုတိုက်ပွဲတွေပေါ်လာတာတွေ့ရတယ်။ဓမ္မကျုပ်ဘိုးကျုပ်ထွန်းမြတ်နိုင်ပြောတဲ့အတိုင်းပဲပေါ့နော်။ရှက်ဆက်ရကိုင်တော့ထက်ကိုရောက်ရှိနေပါပြီ။နောက်ပြီးတော့ကျွန်တော်တို့မျှော်လင့်မထားတဲ့ဘကိုးမကွေအေယာဝရီမြို့ပါချုံပေါ်ဒေသလေးမှာပါထိုးဆက်ဆင်လာနိုင်ပြီလို့စီရီယန်ဘိုးကြီးစင်ယောက်ကလည်းသုံးသပ်ပြောဆိုပါတယ်။ဒါကြောင့်အေအေရဲ့စေဦးစီကျုပ်ဘိုးကျုပ်ထွန်းမြတ်နိုင်ဟာသူ့ရဲ့ပင်ကိုပေးစားရပြောသမားမဟုတ်ပဲလုံနဲ့တက်တည်ပြသူဖြစ်လို့ဘိုးကျုပ်ပြောတဲ့အတိုင်းလက်တွေ့မှာအမှန်တကယ်ဖြစ်လာနေတယ်လို့ရခိုင်ပရိုက်တာတမစာရေးဆရာဝေဟင်အောင်ကဆိုပါတယ်။အဲ့ဒီဘိုးကျုပ်ပြောထားတဲ့ဗီဒီယိုဖိုင်ကလည်း သူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုဒေသခရီးပေးတာဖြစ်ပြီးတော့တထဲကပေါက်လာတာဖြစ်တဲ့အတွက်ဂျိုတင်ပြီးတော့ပြောသလိုဖြစ်သွားတာပေါ့အခုလက်ရှိမှာလည်းဗိုလ်ချုပ်ပြောခဲ့တဲ့အတိုင်းပဲတကယ်လည်းဖြစ်လာတယ်။ပြောရမယ်ဆိုရင်လုံးဝတရားမှတရားရဂိုင်းတော့မှန်တယ်လို့ပြောလို့ရတယ်လို့ဆိုပါတယ်။လက်ရှိအရကားတိတာတွင်အေးအေးသိမ့်ပိုက်ဖို့စစ်တွေ၆ဖြုတ်နယ်မအောင်သုံးမျိုးနယ်သာချန်ရှိပြီးဂျန်နဲ့သိမ့်ပိုက်မျိုးနယ်တွေမှာအရကားပြည်သူတော်လိုင်းရေးဆိုးရမှာအုတ်ချုပ်ရေးနယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုံ့ဆော်လျက်ရှိနေပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ိုးပင်ကောင်မှရတားရန်ဆောင်ပြီးဗီဒီယိုတစ်ဖွဲ့များရဲ့တက်စကန်များကိုလိုက်လံစုံစမ်းနေတယ်။စစ်တမ်းမှတက်ချက်ကြီးဈေးရထက်ကိုဖြစ်ခဲ့ဖန်ဆီးစစ်မှတည်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဘကိုးတိုင်းဂျိုးပင်ကောင်မျိုးနဲ့မှာဒါမန်ရတားရန်ဆောင်ပြီးတော့ဗီဒီယိုတစ်ဖွဲ့များရဲ့တက်စကန်များကိုလိုက်လံစုံစမ်းနေတယ်။အချမ်းဘက်စခုံးစီတမ်းမှတက်ချက်ကြီးဈေးရထက်ကိုဖြစ်ခဲ့ဖန်ဆီးစင်တည်ဆုံးသွားခဲ့တယ်လို့ဗီဒူကားဝေးတက်မတော်တာယောဝီခိုင်3800တက်တခွဲတက်ရိုမချီပီကေ PDM မှာတခွဲမှုကိုကရင်လေးကဆိုပါတယ်။ဒီကနေ့မတ်လ15ရက်နေ့မွန်လွယ်ပိုင်းက ဂျိုဘင်းကောင်မျိုးနဲ့ဝင်းကြီးချေဝါနီမှာယုံမချီပီကေ PDF မှာတော်လိုင်းရဲဘော်များကခင်ယုံနေစမှာဒါမှန်အရဓာဟန်ဆောင်ပြီးအမိုက်လိုက်ောက်က PDF တက်များရဲ့တက်စခန်းများကိုလိုက်လံစုံစမ်းနေတဲ့စစ်တမ်းမှာတက်ချက်ကြီးအစဉ်ရှိသူဇေယျအထက်ကိုတော်လိုင်းရဲဘော်များကဖမ်းဆီးပြီး၎င်းခိုင်းဆောင်တဲ့ဖုန်းကိုစစ်ဆေးခဲ့တယ်လို့သိရှိရပါတယ်ထို့သောစစ်ဆေးနေစမှာတက်ချက်ကြီးဇေယျတက်ဟာတော်လိုင်းရဲဘော်များကိုခိုးကန်ထွက်ပြေးသွားတာကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးစဉ်တွင်ဝင်းကြီးဂျေဝါနီမှာရှိတဲ့ဖြူဟာလမ်းမိုက်မှာတနက်ကြီးထိမှန်ပြီးတည်ဆုံးခဲ့တယ်လို့သိရပါတယ် ထိုကဲ့သို့တည်ဆုံသွားတဲ့တက်ကြည်စရာတက်ဟာဂျိုးပင်ကောင်မျိုးနယ်တို့မှရှိတဲ့ပြည်သူများကိုအငြင်းမနှိမ့်ဆက်ခြင်းနဲ့အတင်းအဓမ္မစက်ကြီးများခောက်ခတ်နေသူဖြစ်ပြီး၎င်းရဲ့ထမှာဖုန်းတစ်လုံးနဲ့ဆိုင်ကယ်တစ်စီးတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူပေါ်ကိုဒုက္ခမျိုးမျိုးပေးနေတဲ့အာဏာရှင်လည်းမကြခင်ဆုံးသက်တော့မှာပါ။အားလုံးခဏထိခန့်ပေးကြပါလို့ပြည်သူတွေကိုပြောကြားလိုပါတယ်လို့ပြည်သူ့ဘက်ကတက်မတော့တာယာဝီခရိုင်3800တက်တခွဲတက်ရုံမချီပီကေ PDM မှာတခွဲမှုကိုကရင်လေးကပြောပါတယ်။နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့ ဝီကားများကိုတရုတ်ပြန်ပို့တဲ့ထိုင်းစိုးရဖွဲ့ဝင်များကိုအမေရိကန်ကဗီဇာပိတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံမှာနှစ်ရှည်ရောက်ရှိနေတဲ့ဝီကား၄၀ကျော်ကိုတရုတ်နိုင်ငံသို့ပြန်ပို့လိုက်တဲ့တူကလက်ရှိထိုင်းစိုးရဖွဲ့ဝင်များနဲ့ရခိုင်စိုးရဖွဲ့ဝင်ဟောင်းတွေကိုအမေရိကန်စိုးရမှပြည်ဝင်ခွင့်ပိစာပေးလိုက်တယ်လို့ယမန်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုင်းစိုးရဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့မှာစတနစ်နေပါဖန်ဆီးထားတဲ့ဝီကားများတွေက၄၀ကျော်ကိုတရုတ်ထံပြန်ပို့ခဲ့ပြီးထို့သောဝီကားများကိုပြန်ပို့ခြင်းကြောင့်ထိုင်းနိုင်ငံတို့မှာဘုံဖောက်ကွဲမှုတွေဖြစ်လာနိုင်ကြောင်း ။ဒါပြင်ပြီးခဲ့တဲ့2015ခုနှစ်ကလည်းဘန်ကောက်မြို့လယ်မှာရှိတဲ့လေမျက်နှာဖျားပောက်ခွဲမှုနဲ့ချိတ်ဆက်ပြီးတော့အမေရိကန်တန်ယုံကကြေညာချက်ထုတ်ပြန်ထားပါတယ်။ဝေဂါမြား2014ခုနှစ်မှာတရုတ်နိုင်ငံရဲ့ညံမှန်နှိမ့်ဆက်မှုမှာလွန်မြောက်လာပြီးတဲ့နောက်ထိုင်းနိုင်ငံလူဝဲမှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာထိန်းသိမ်းခံခဲ့ရပြီး၎င်းတို့ကိုတရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းရန်ထိုင်းဆိုရရဲ့ဆုံးဖြတ်ချက်ကိုအမေရိကန်၊ဥရောပသမဂ္ဂကုလသမဂ္ဂနဲ့ကမ္ဘာလူခွင့်ရေးဖွဲ့များကဝေဖန်ခဲ့ကြပါတယ်။ဒါကြောင့်ယခုကဲ့သို့အမေရိကန်ရဲ့ဗီဇာပိတ်ပင်မှုဟာဒီယုန်နိုင်ငံတို့ဝေဂါများကိုတင်းပြန့်ဖို့ချင်းတွယ်တောင်းဝန်ရှိတဲ့ ို့မဟုတ်ခမောက်ခမောက်ဖြစ်စေရန်အတွက်တာဝန်ရှိတဲ့ထိုင်းရရှိများနဲ့တက်ဆိုင်မယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဆိုပါတယ်။ဝီဟာရီပေါ်ဂျိုးလုံးကလေးတရုတ်နိုင်ငံရဲ့ကာလာရှိကြလူမျိုးတုံးတပြည့်မှုတွေနဲ့လူသားနှုန်းနဲ့ပေါ်ဂျိုးလုံးနဲ့ရာဇဝဲမှုတွေကြောင့်ဝီဟာနဲ့တခြားအုပ်စုတွေကိုတရုတ်နိုင်ငံကိုတင်းချက်ပြန်မပို့ဖို့ကဘာတဝမ်းကအစိုးရတွေကိုတောင်းဆိုထားပါတယ်လို့အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာမာကိုရူဘီယိုကပြောပါတယ်။ဒါပြင်အမေရိကန်လူဝဲမှုကြီးကြပ်ရေးနဲ့နိုင်ငံသားပြည်မှုဥပဒေပုံမှန်132ကတုံးစီရချမှတ်ထားတဲ့ပြည်ပမူဝါဒမှာ အကားခွဲပေးရမယ့်အဝေးကားများဒုံမဟုတ်အခြားလူမျိုးစုဘာသာရုပ်စုများကိုဒေဝနိုင်ငံတို့အတင်းချက်ပြန်ပို့ရန်လက်ရှိဒုံမဟုတ်ရခိုင်ထိုင်းစိုးရရရှိများနဲ့မိသားစုဝင်တချို့ကိုအမေပြဆိုင်ရင်သွင်းကအမေရိကန်တို့ခရီးသွားခြင်းဒါမြင့်ခံရနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ထို့သောဒါမြင့်ပိတ်ပင်ခံရမယ့်အရာရှိများရဲ့အမည်စရင်အရေးအတွင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံခြားရေးဌာနကအသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့စတင်နံပိုးစဉ်လန်ခူလက်မှာထွက်ပြေးတဲ့လူငယ်ကိုစကောင်းစီတဲ့အသေးဖြစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ မန္တလေးတိုင်းမြထားမြို့မှာစစ်မှုထမ်းရန်ခေါ်ဆောင်ခံရတဲ့လူငယ်တအူးဟာကားပေါ်မှာခုံဆင်ထွက်ပြေးရမှာစကောင်းစီကတနက်နဲ့အသေးပြစ်ခတ်လိုက်တယ်လို့သိရပါတယ်။မြထားကူမဲ့လမ်းကနေမြထားမြို့သို့အဝင်လမ်းညိုတို့ခြေဝါမှာမချလ14ရက်နေ့နေ့လယ်7:00နာရီခန့်ကအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကလေးကကားပေါ်ကနေခုံဆင်ပြေးတာတနက်နဲ့ခေါင်းကိုတဲ့ပြစ်တာခေါင်းပွင့်ထွက်သွားတယ်။အရန်ကိုကြောက်စရာကောင်းတယ်လို့ဒေသခံတအူးကပြောပါတယ်။အဆိုပါကားဟာမြထားမြို့နယ်တောင်တွင်းရွာရေကန့်ရွာယိုကန့်ရွာနဲ့ညောင်ဝန်းရွာတို့မှာစစ်မှုတံမဲပေါက်တဲ့လူငယ်များအား စတဲ့နာတို့ပို့ရန်ခေါ်ဆောင်လာတဲ့ခါဖြစ်တယ်လို့သတင်းရရှိပါတယ်။ဖြေခက်ခံရတဲ့လူငယ်ဟာဖလန်ပြင်းအနေခွက်ကိုဝှက်ထားပြီးအသက်20ခန်းသာရှိသေးတယ်လို့ဒေသခံတအူးကပြောပါတယ်။၎င်းရဲ့ရုပ်လောင်းကိုစကောင်းစီမှဇေယုံတို့ပို့ဆောင်ထားကြောင်းသတင်းရရှိပြီးဒေသိတ်ကိုတော့မသိရှိရသေးပါဘူး။လက်ရှိမှာဂျမတ်စကောင်းစီနဲ့ဌာနဆိုင်ရာများဟာမြေသားမျိုးမှာ18နှစ်မှ35နှစ်ကြာလူငယ်များအားပယ်မဲမရှိတဲ့မဲနိုင်ခိုင်းပြီးစစ်သားပြေဆိုတောင်းနေပါတယ်။ရကွက်တီရမှာမျိုးသားတွေကိုဆင့်ခေါ်တယ်။ပယ်မဲမရှိဘူး။ဒီကနေ30ဒီအတုံးလိုက်တက်မှတ်ပြီးမဲနိုင်ခိုင်းနေ။ ဒေသမားတွေကအရင်နှိုက်ရတယ်။အခုဆို လေသမားတွေဒီခေါ်နေပြီ။မိဘတွေဆိုတာမျက်ရည်နဲ့မျက်ကွက်ပဲလို့ဒေသခံတဦးကပြောပါတယ်။ယမန်တွေကလန်ညိုတို့ခြေဝါမှာဖြစ်သက်ခဲ့တဲ့ဆိုပါလုံငယ်ဟာ BDF ဖြစ်တာကြောင့်ဖြစ်ခတ်လိုက်ခြင်းဖြစ်တယ်လို့မြေသားမျိုးနဲ့ရဲတပ်ဖွဲ့ကသတင်းလွှင့်ထားတယ်လို့ဒေသခံတချို့ကပြောပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘန်ကောက်မှာဆောက်လုပ်ဆဲတရားပြောကြားမှုလူငါဟုတ်တဲ့မနဲ့တည်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆောက်လုပ်ဆဲတရားဒဇင်းရဲ့ကွန်ကရစ်အပိုင်းပြောကြားမှုကြောင့် ဆောက်လုပ်ရေးလုံတမငါးဦးထပ်မနဲ့တည်ဆုံးခဲ့တယ်လို့ဘန်ကောက်ပို့စ်သတင်းကဒီကနေ့ဖော်ပြပါတယ်ဒီကနေ့မနက်အစောပိုင်းကိုကရဲတုံးကြီးတို့ကိုမြန်မာပြုတ်ချခဲ့ပြီးတဲ့နောက်ကဲဆယ်ရေးဖွဲ့များနဲ့အာဏာပိုင်များကခင်ဖျားသူတွားရောက်ပြီးအစောပါပြည်စည်းပုံးကိုရန်နေရာချင်းများနဲ့အုံပြုဖယ်ရှားခဲ့တယ်လို့ဗိမ့်မိနေတဲ့ရုံလောင်းများကိုပါနတ်ခန့်ခွေးတွေရဲ့အခုကြီးနဲ့ရှာတွေ့ခဲ့တယ်လို့သိရပါတယ်လက်တလောရရှိထားတဲ့ချက်လက်များအရအလုံတမခွနဲ့ဦးတည်ဆုံးပြီး30ကျော်တန်ရာရကြောင်းကဲဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်တွင်အနီးမှရှိတဲ့ချောင်းသွဲလမ်းမကြီးကိုယာယီပိတ်ထားကြောင်းသိရပါတယ် အဆိုပါတရားလုံငန်းခွဲမှာမြန်မာရွှေပြောင်းလို့တာအများပြလောက်ကိုင်းနေကြပြီးယခုထိခိုက်သေဆုံးမှုမှာမြန်မာလူထုမများပါဝင်မှုရှိမရှိနဲ့ဒေဆုံးသူများမိသူမျိုးဝဖြစ်တယ်ဆိုတာကိုသတင်းမှာဖော်ပြထားခြင်းမရှိပါဘူးအဲဒီနောက်ဒေါ်လန်ရေးကလင်းနေကြော်လာပြီးငါးနှစ်ထဲဖြတ်တန်းလာတဲ့အချိန်မှာဒူတလူငါတမင်းစိတ်သက်တွေခံယူချက်တွေနဲ့နွေဦးဒေါ်လန်ရေးကိုဆက်သွားလို့မရတော့ကြောင်းရေဘော့ကိုချင်းမှာကုလို့ပြောဆိုထားပါတယ်ဒေါ်လန်ရေးကလင်းနေကြော်လာပြီးငါးနှစ်ထဲကိုဖြတ်တန်းနေတဲ့အချိန်မှာဒီဘောမင်းပါတော်မူပြီးစော်ပိုင်းကာလာကလို့တူးချိုမခံလို့ဘူးဆိုပြီး ဒုတလူငါတမင်စိတ်တက်တွေခံယူချက်တွေနဲ့တော့ຫນွေဥတော်လိုင်းကိုဆက်သွားလို့မရတော့ပါဘူးလောလတ်ရေချုပ်ပန်းမှုကာလကိုပြန်ကြည့်ရင်ဘလောက်ပဲစိတ်တက်တွေခံယူချက်တွေကောင်းကောင်းတိုင်းပြည်တို့ကဘယ်ဆက်လို့စိတ်တွေဘလောက်ပဲရှိရှိတကွယ်တပြားစီတော်လန်နေတွေ့အင်္ဂလိပ်တွေကအသာတကြီးနေနှင်းသွားတာမြင်ကြည့်လို့ရတယ်ကမ္ဘာနိုင်ငံရေးဒေတာရယ်နိုင်ငံရေးမျက်ချင်းမပြတ်သိနေပြီပြည်ထောင်စုအရေးတိုင်းပြည်ရေးနဲ့နိုင်ငံရေးစိတ်ရေးပြင်ဒေါ်လန်ရေးကိုတစုတစည်းတဲ့စူးစိနိုင်တဲ့ခေါင်းဆောင်တွေပေါ်ထွက်လာမှသာလောလတ်ရေးဟာရခိုင်ချင်းတွေကတက်လင်းမြန်စွာရခဲ့တယ်ဆိုတာမြင်နိုင်တယ် လင်းနေကြော်လာပြီးတဲ့နောက်မှာຫນွေဦးတော်လန်ကြီးလည်းဒီလိုပါပဲစိတ်ကြော်မခံလို့ဝူးဆိုတဲ့စိတ်တက်ခံယူချက်လောက်နဲ့ဒူတလူငါတမင်းဆက်သွားနေလို့တော့မရတော့ပါဘူးဒေါ်လန်ကြီးလှုပ်တယ်ဆိုတာကဘာရင်းနဲ့ဒေတာရဲနိုင်ငံကြီးအရေးသဘောထားလေးကိုလည်းမျက်ချင်းမပြတ်သိဖို့လုံနေပြီးတော့ပြောင်းလဲလာနေတဲ့အနာဂတ်မြန်မာပြည်ရဲ့နိုင်ငံကြီးတရားမျှတရေးဖွဲ့စည်းပုံတည်တည်ကိုနားလည်နေဖို့ကြိုးမြင်နိုင်ဖို့လိုပြီးစရဲတော်လန်ကြီးကိုတဆူတစည်းတဲ့စူးစိနိုင်တဲ့ခေါင်းဆောင်ကောင်းတွေလိုအပ်ပါတယ်ဒီလိုမှဟုံးမနေပဲဒေါ်လန်ကြီးဟာဒူတလူငါတမင်းဆက်သွားနေအောင်မဲဆိုရင်ဒေါ်လန်ကြီးဟာဝင်ပြီးလာပြီးတော့ စပီးရငယ်တွေပေါ်ပေါက်လာစေကဆယနာရှင်တွေကိုတဆိုးရှည်စေဖို့ဖြစ်လာမှာပါဒီနေရာမှာတူတလူငါတမင်ပြဿနာတွေနဲ့တူစကားဆက်လို့ပြောရမယ်ဆိုရင်တချို့သောအီယာအိုတွေနဲ့တချို့သောနိုင်ငံရေးသမားတွေဟာရခိုးချိန်ဒီပရိသတ်တဲ့အတွေးခေါ်တွေကိုလိုနီတွေခေါ်တွေမစိုးလို့နိုင်ရင်နေခွန်း20ပြည်တွင်းစစ်ကိုနှစ်ပေါင်း100ကျော်အောင်ဆော့ဆန်းဖို့လုပ်နေတာမျိုးဖြစ်တယ်ဓမိုင်းချောင်းရဖြစ်စေအစင်ဆက်နေထိုင်မှုရဖြစ်စေဘာတခုမှသဆိုင်ချင်မရှိတဲ့ဒေသတွေကနေမီတွေကိုငါတို့တိုက်ထားတဲ့နေမီငါတို့ပဲအားလုံးယူမယ် လက်နက်ကင်ထားရင်အမှန်တရားဖြစ်တယ်ဆိုတဲ့ဗဒေတရစ်ကိုလိုနီတွဲခေါ်တွေရှိနေရင်ဒေတာတွဲမှာမငင်းချမ်းမှုတွေကိုသာဝတိစေမှာဖြစ်ပြီးတော့ဒီရင်းစက်ကိုဒုံးရှိစေမှာလည်းဖြစ်ပါတယ်။ကိုချင်းချင်းချားမှာပပေါလာတဲ့ပြဿနာတွေကိုနိုင်ငံရေးရာတွဲဆောင်ဆိုးနေဖို့မကြိုးစားပဲအင်အားသုံးချင်းလက်နက်နဲ့ဖြည့်ရှင်းဖို့ကြိုးစားခြင်းဟာလည်းအာနာရှင်အတွဲခေါ်တွေမိုင်မဲတဲ့လုပ်ရတာဖြစ်ပါတယ်။ထို့တူပါပဲမြန်မာနိုင်ငံဟာကမ္ဘာတည်တည်၍ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်တယ်ဆိုတဲ့အတွဲခေါ်တွေဆွဲကင်ထားတဲ့နိုင်ငံသမားတွေရှိနေရင်လည်းဒါဟာအတော်လေးကိုခက်စနစ်နဲ့တိုင်းပြည်ရဲ့အခြေအနေကိုနားမလည်တဲ့သူတွေသာဖြစ်တယ်။ အဲလိုလူတွေကြောင့်ဒိုင်းပြည်ဟာပြည်နာပေါင်းများစွာတွန်းရှိစေပြီးတော့မငြိမ်းချမ်းမှုတွေကိုဆက်ဖြစ်စေမှာဖြစ်ပါတယ်။လင်းနေကြော်လာပြီဖြစ်တဲ့ဒေါ်လန်ရေးကိုဆက်ပြောရမယ်ဆိုရင်ဒေါ်လန်ရေးကအခုချိန်ထိတောင်မှ nation wide ဆက်စင်ရေးဘီနယ်လိုက်ဆက်စင်ရေးဒိုင်းဒေသကြီးလိုက်ဆက်စင်ရေးနောက်ဆုံးမျိုးနယ်တစ်ခုချင်းလိုက်တပြိုင်တည်းဆက်စင်ရေးမဟာဗျူဟာချတဲ့စည်ရေးတွေမစတင်နိုင်သေးရင်တော့လက်ရှိဒေါ်လန်ရေးဟာဝန်ပိုပြီးလာပြီးစတက်ဟာပြိုလဲဖို့ခက်ပြီးတော့အာနာရှင်စနစ်ဟာတွန်းရှိနေဦးမှာလာဖြစ်ပါတယ်။ဒီချိန်ဒီကာလကြမှာဟိုစကန်လေးကိုဝင်ပြလိုက် ီစကန်လေးကိုဝင်တိုက်လိုက်နဲ့ပျောက်ကြားတိုက်နေတဲ့စရေးတွေအားလုံးဟာဒေါ်လန်ရေးကိုဝင်ပြေးစင်းမှသာဖြစ်ပြီးတော့ရေကုန်ပြီးတော့ဘဲပြဲမကုန်တဲ့စရေးတွေသာဖြစ်ပါလိမ့်။မျိုးနယ်ချင်းလိုက်ဒိုင်းဒေသကြီးလိုက်ပြည်နယ်လိုက်စရေးတွေဟုံးမနေပဲဒူတလူငါတမင်းရတိနေသူတွေတိုက်ခိုက်နေတာတွေအားလုံးဟာဂျာလာလေးဒေါ်လန်ရေးကိုဝင်ပြေးလာစင်းမှဖြစ်ပြီးတော့ဇယန္နာရှင်စနစ်အမြဲပြတ်ဖို့စစ်တပ်ပြိုလဲဖို့ဆိုရင်ဒပြိုင်နက်တဲ့စရေးကသာဖြစ်နိုင်မယ်ဆိုတာကိုမြင်မိတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါလိမ့်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးဒီနားဆင်ကြတဲ့တရင်ပေးသမ ्या ကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။ နောက်ထပ်ပြင်ပြပါတင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ